ဟယ်လိုအားလုံးမင်္ဂလာပါ MITDC ကွန်ပျူတာသင်တန်း YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပေါ့နော် Microsoft Excel မှာအာလူတယောက်ရဲ့အသက်ကိုအာအာတွက်တန်းနီးလန်းလေးကိုဒီသင်ခင်းစာဖိုင်လေးထဲမှာရှင်းပြပေးတော့မှာဖြစ်ပါတယ်လူတယောက်ရဲ့အသက်ကိုအာတွက်မယ်ဆိုရင်ကျွန်တော်တို့ကအာဒီလိုမျိုး formula လေးအဲ formula လေးတွေထည့်ထားတာပေါ့နော်အော် formula လေးထည့်ထားလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာအဲဒီလူတယောက်ရဲ့အသက်ကိုသူ့မွေးသက်ကလေးကိုဒီနေရာမှာရိုက်ထည့်ပေးရမှာပေါ့နော် က်တာဆိုရင်တော့ဒီနေရာမှာဒီလူတယောက်ရဲ့အသက်ကိုသူရဲ့အသက်ကဘယ်လောက်လဲဆိုတာကျွန်တော်တို့မွေးသက်ကြီးဒီမှတ်ဖို့ရင်ကြည့်ပြီးတော့အဲဒီလူတယောက်ရဲ့အသက်ကဘယ်လောက်လဲဆိုတာကျွန်တော်တို့အာတွက်မယ်ပေါ့နော်အဲတွက်မယ်ဆိုရင်သူရဲ့မွေးသက်ကြီးကိုဒီမှာရိုက်ထည့်ရမယ်အဲသူကဘယ်နှလားပိုင်းမှာမွေးတာလဲဥပမာကျွန်တော်တို့ကအဲသူကအဲဆယ်လားပိုင်းမှာမွေးတယ်ဆယ်လားပိုင်းမွေးတယ်အဲဘယ်နှယောက်နည်းမွေးတာလဲအဲဆယ်နှယောက်နည်းမွေးတယ်အဲဘယ်နှခုနည်းမှာမွေးတာလဲဥပမာကျွန်တော်တို့က 2000မှာမွေးတာပေါ့နော်အဲ2000ခုနှစ်မှာအဲ2000ခုနှစ်မှာမွေးတာဆိုရင်ကျွန်တော်တို့ကအခုဒီမှာကြည်လမ်းမှာဆိုရင်သူက22နှစ်ပြည့်ပေါ့နော်အခုက2025ဆိုတော့ဒီနေ့ဒီ date ကတော့ကျွန်တော်တို့ဒါလက်ရှိရောက်နေတဲ့နေ့ပေါ့နော်လက်ရှိရောက်နေတဲ့အချိန်လက်ရှိရောက်နေတဲ့နေ့ပေါ့နော်အဲဒီနေ့ date ကိုဒီမှာ formula နဲ့ထည့်ထားရင် today ဆိုတဲ့ formula မှာအဲဒီ today ဆိုတဲ့ formula ကိုထည့်လိုက်လို့ရှိရင်သူကအဲ ်တထဲဆိုတာဖော်မြူလာရဲ့ဒီသူရဲ့မွေးတဲ့ကိကိုရိုက်ထည့်လိုက်လို့ရှိရင်ဒီနေရာမှာသူရဲ့အသက်ထွက်လာမယ်လာထွက်လာမယ်ရက်ထွက်လာမယ်ပေါ့နော်အဲဒီနေရာမှာကြတော့ကျွန်တော်တို့ကအဲဒီနီလန်အတိုင်းသွားလို့ရတယ်ဒါကတော့ကျွန်တော်ကအဲတသက်ပေါ့နော်ဒီအဲနှင်းဆိုတဲ့ဟာလေမြန်မာလိုပါ position နဲ့အဲဒီမှာဆိုရင်လာမြန်မာလိုပါ position တော့ရက်ကိုလည်းမြန်မာလိုပါ position တော့နော်စက်တစ်ခွက်ဒီမှာပဲ 22ဆက်တက်တလ18ရဲ့လို position နဲ့ဆိုရင်ဒီ Milan ဒီမှာ formula လေးတုံးမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအဲလူတယောက်ရဲ့အတက်ပေါ့နော်ကိုဆိုင်မှာအာလာလုံတန်းလူတယောက်ရဲ့အတက်ကိုဒီ Milan သူရဲ့အဝတ်သက်ကြီးကိုရိုက်ထည့်လိုက်တာ ਨੇ ကျွန်တော်တို့ကသူရဲ့အတက်သူရဲ့သူကဘယ်နှလားသူကဘယ်နှရဲ့ပေါ့နော်အာအတက်ရှိပြီဆိုတာရောလူတယောက်ရဲ့အတက်ကိုတော်တယ်မိလန်လေပေါ့နော်ကြည့်တာဆိုရင်တော့အခုကျွန်တော်တို့က အဲဒီလိုမျိုးတက်ဖို့အတွက်ဒေတာဆန်တော့အခုကျွန်တော်တို့ကဒီ database ကိုပေါ့နော်အဲ database ကို regularly ထောက်မယ် regularly ထောက်ပြီးတော့အဲကျွန်တော်ကဒီနေရာမှာအာပေါ့နော်ဟိုမဖြတ်ရှင်နေတဲ့အတွက်ကျွန်တော်ကအစ် copy တစ်ခုပေါ်ပါမယ် copy ပေါ်ဖို့အတွက် move on copy ကိုလာမယ် move on copy ကိုနှိမ့်လိုက်ပြီဆိုရင် move to the end ကိုရွေးမယ်ရွေးပြီးရင်ဒီ create ပေါ့နော်ဒီ create ကိုနှိမ့်မယ်နှိမ့်ပြီးတော့ okay ကိုနှိမ့်ပါမယ်ဒေတာဆန်တော့ဒီမှာ database database 2ဆိုပြီးတော့ပေါ်လာမယ် database 2မှာကျွန်တော်ကအဲဒီရတွေအကုန်လုံးကိုကျွန်တော်က live ဖြတ်မယ်နော်အဲဒီရတွေအကုန်လုံးကိုကျွန်တော်က live ဖြတ်ပလိုက်မယ်ဒါဆိုရင်ဘာမှမရှိတော့ဘူး simple လောက်လိုက်မယ် simple လောက်လိုက်မယ်ကျွန်တော်ကသူ့ကိုဖြတ်လို့ရသူ့ပါလို့ဖြတ်လို့ရအမြင်ရတယ်ကုန်းတော့မဟုတ်ဘူးကဲဒီနေရာမှာနောက်ဖွင့်လိုက်လို့ရတယ် ကဲဒါဆိုရင်တော့အခုဒီနေမှာလက်ရှိခုနှစ်ပေါ့နော်လက်ရှိခုနှစ်ကိုဘယ်လိုရိုက်ထည်အမ်ဘယ်လိုယူရလဲဆိုတော့ကျွန်တော်တို့က formula နဲ့ draw မှာလက်ရှိခုနှစ်ကို draw ဖို့ draw ပေါ့နော်လက်ရှိခုနှစ်ကို draw ဖို့ draw တော့ equal equal t o d y today ဝင်စား when ben အနာကောဒါဆိုရင်တော့ဒီနေ့ပေါ့နော်ဒီနေ့ဒိတ်နေပြီးတော့ရနေ့တွေရလာမယ်အဲ့ဒါကိုကျွန်တော်တို့ကဆွင့်ချလိုက်တယ်အောက်ကို copy ဆွင့်ချလိုက်တဲ့အခါကျတော့ အဲဒီ formula ဒီထိရောက်တော့မယ်လူရောက်100လူရောက်1000ပေါ့เนาะတသိန်းတသိန်းအထိကိုကျွန်တော်တို့အာသူရဲ့အသက်တွေကိုတွက်မယ်ဆိုရင်ဒီနီလန်နဲ့တွက်လို့ရတက်တာဆိုရင်เนาะဒီလူတယောက်ရဲ့အဲမွေးဖွားသည့်ရက်ကကြတော့ဒီရက် တူကအခုကြတော့ကျွန်တော်တို့ဒီအဲဒီဗီဒီယိုရီကော်ဖန်နေတဲ့နေ့ပေါ့နော်ဒီဗီဒီယိုရီကော်ဖန်နေတာကတော့ဒီ date ပေါ့နော်ဒီ date ပေါ့နော်ဒါဆိုရင် today formula ကိုကျွန်တော်တို့သုံးလိုက်ပြီသုံးလိုက်ဆိုတော့ဒါဒါကကြတော့လာအဲရဲ့ရဲ့လာရဲ့အဲခုနှစ်ရဲ့ရတော့ဒါဆိုရင်ဒီလိုရတဲ့ကဘယ်လောက်လဲကျွန်တော်တို့ calculator သုံးနေစရာမလိုတော့ဒီနေရာမှာ formula လေးတစ်ခုရင်းမယ် equal da and ted data if တကယ်အေးခွင်းစားတကယ်ခွင်းစားပြီးရင်ဒီဘက်မှာဆိုရင်ဒီဘက်မှာဆိုရင် C3 ပေါ့နော်အဲ C3 comma D3 ပေါ့နော် control နဲ့နှိပ်ပြီးတော့ comma comma ခင်မယ် comma ခင်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာ y ဆိုပြီးတော့ရိုက်ကြည့်ရမယ် y အဲ open inverted comma y close inverted comma နော်ပြီးရင်ကျွန်တော်တို့က enter ခေါက်လိုက် ဲ့တော့ခေါ်လိုက်တဲ့အခါမှာကျတော့ကျွန်တော်ဒီနေရာမှာ24ဆိုပြီးတော့သူရဲ့အသက်ရလာမယ်ပေါ့နော်အဲဒီနေရာမှာ queen bay မထင်နေရတယ်အဲဒါကြတော့နေ့ကိုတွက်တာပေါ့နော်လကိုတွက်မယ်ဆိုရင် equal d t d i f if gated if အဲပြီးရင်ဒီကောင်စေတရီကိုကလေးလုံးမယ်နောက်ပြီးတော့ဒီသရီကိုကလေးလုံးမယ်ဒီနေထရရပြီဆိုရင်တို့က မင်းသားမင်းသားပြော open body com မှာအဲအဲ့မှာ ym ဆိုပြီးတော့ရိုက်ချက်ပြရမယ် ym ပြီးရင် closing body com မှာ home page နော်ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာလာမစဲလင်းနေစတလာသူရအတက်ကပေါ့နော်ကြက်တော့ဆိုရင်တော့အခုကျွန်တော်ကဒီနေရာမှာရက်ကိုပါတွဲမယ်ရက်ကဘယ်နှစ်ရက်လဲပေါ့နော်အဲရက်က equal equal d a t d d a t if င်းတော့အခုနားလို့မယ်ကလေးတရားမယ် control ကိုဖိပြီးတော့ကလေးတရားမယ် control ကိုဖိတာကကြတော့ comma cancellation နဲ့အတွက်ပြီးရင်ကျွန်တော်တို့က comma ကိုရိုက်ထည့်မယ်ပြီးတော့ opening body comma empty empty ဆိုတာကကြတော့အဲလာတလာရဲ့ရက်ကိုပြောတာပေါ့နော် empty ပေါ့နော်အမ် MT ပေါ့သူရရှိခဲ့က MT ပြန်ခွင့်ပေးအဲ့ဒါခေါ်လိုက်တယ် ဒါဆိုရင်၁၆ခုနှစ်ရပေါ့နော်၁၆ခုနှစ်ရဒီအားတွေအကုန်လုံးရပြီဆိုရင်ကျွန်တော်တို့ကအောက်ကိုဆွေးချလိုက်မယ်ဒါဆိုရင်ဒီလူတယောက်ရတက်က၁၈နှစ်ဒီလူတယောက်ရတက်က၁၆နှစ်ဒီလူတယောက်ရတက်ကအာဒီမှာတစ်နှစ်ပေါ့နော်အဲဒီနေရာမှာသူရအဲသူရမွေးတက်ကြီးကိုကျွန်တော်တို့ရိုက်ချလိုက်လို့ရှိရင်အဲဒီနေရာမှာအကယ်၍ပေါ့နော်ဒီလူတယောက်ကဒီညီမဲဆိုတဲ့လူက ါ2000နဲ့တခွင်းချင်းမှာမွေးတယ်နော်ဒီနေရာမှာအဲ့ဒါခေါ်လိုက်တာနဲ့20နဲ့နှစ်ဆိုတော့ဒီမှာတန်းပေါ်မယ်သူက2005မှာမွေးတယ်ဆန်ဒီလေအတက်ကဘာဖြစ်မှလဲဆိုတော့20နော်အာသူက2005မှာမွေးတာဟုတ်အဲကျွန်တော်ဒီဒိတ်ကနေအော်တိုမက်တစ်သူကတွက်ပြသွားတာဖြစ်ပါတယ်နော်ကြည့်တာဆိုရင်တော့အခုကျွန်တော်တို့ကနှစ်လရက်ပြီးတော့နော်အဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ကအဲဒီညကို အပေါ်ဇီရှင်နဲ့လက်ကိုပေါ်ဇီရှင်နဲ့ရက်ကိုပေါ်ဇီရှင်နဲ့ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးသုံးမယ်ဆိုရင်အဲ့လိုဆိုရင်ကျွန်တော်ကဒီကောင်ကို equal d a t d d a t d data if ပြီးရင်ဒါအဲဒီကောင်လေးကိုကျွန်တော်ကအဲကလေးရှာရှာမယ် control ကလေးအဲ control ကလေးပေါ့နော် control ကိုဖြည်းဖြည်းတော့ကလေးလုပ်မယ်ပြီးတော့ပေါ်မှာနော်ပေါ်မှာ အဲ့ဒီရင်တော့အဲဒီနေရာမှာကျွန်တော်တို့ကအဲနှစ်ကိုတွဲမှာဖြစ်တဲ့ drum wine open body comma close body comma when be ပြီးတော့ and ဆိုတာကိုရိုက်ချင်ပြရမယ်အင်းအဲငါကြတော့ keyboard ပေါ်က shift key ရယ်ဆမ်းမယ်ရယ်အင်းပေါ့နော် shift key ရယ်ဆမ်းမယ်ရယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီအနောက်မှာမလုပ်ပြရမလဲဆိုတော့ အဲ open inverted comma ပြီးတော့ဒီမှာနှစ်ကိုရိုက်ခဲပေးရမှာပေါ့နော်နဲ close inverted comma အဲပြီးရင်ကျွန်တော်တို့က enter ခေါက်လိုက်ဒါဆိုရင်သူရဲ့အသက်ထွက်လာပြီဖြစ်ပါတယ်ဒီနေရာမှာဒါ20နဲ့နှစ်နှစ်ပေါ့နော်ဒါဆိုရင်နောက်ကိုအတွက်မယ်ဆိုရင်လည်းဒီနည်းအတိုင်းတွက်လို့ရပါတယ်20နှစ်နှစ်ကိုတွက်ပြီးတော့ဟင်အဲ20နှစ်နှစ်တွက်ပြီးတော့ဆိုတော့ဒီကောင် copy ယူလိုက်နော်အဲ copy ယူပြီးတော့ကျွန်တော်တို့ကအဲ control v နော် control ကိုရှာလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာအာ20နှစ်ပဲပုံနေမယ်အဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီးတော့ချိန်မယ်ဆိုရင်ဒီနေရာမှာအာဘာချိန်ရမလဲဆိုတော့ဒါဒီကောင်လေးချိန်ပေးရမယ် ym ပေါ့နော်အာ y ym ym ဆိုတော့ဒီနေရာမှာလာပေါ့နော်လာအဲ့ဒါခေါင်းလိုက်စတလာဆိုပြီးတော့ပုံနေပါနော်အဲစတလာစတလာဆိုတော့ဒီကောင်ကဒီနေရာမှာလာဆိုတာကိုဒီနေရာမှာထည့်ပေးတော့တယ် ပြီးတော့ရက်ကလည်းအဲ့တိုင်းပဲသွားမှာပေါ့နော်ယူလို့ရနော်အတူတူပါပဲအဲဒီကနေပြီးတော့ copy ယူလိုက်ဟမ်ဒါဆန်အဲ MG ပေါ့နော် control V control V အမှကျွန်တော်တို့ကအဲသူ့ကိုအာသူ့ကိုဘာဖြစ်မလဲတော့ N ပေါ့နော် N N ထည့်လိုက် N ထည့်မယ် N ထည့်ပြီးတော့အဲ N ထည့်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲဒီပုံစံတိုက်ပေါ့နော်ဒီမှာမြင်ရတဲ့အတိုင်း ရက်ကိုရေးပေးရမနော်အင်း open inverted comma open inverted comma close inverted comma အင်းဒါခေါက်ဒါဆိုရင်6ခုနှစ်ရက်နော်ဒီ6ခုနှစ်ရက်ကဒီမှာရက်ကိုပါမြန်မာလို့ထည့်ပြတော့မှာပေါ့နော်အဲ့တိုင်းပဲကျွန်တော်တို့ကဒီရက်ဒီအကုန်လုံးဒီနေရာမှာအာဒီ ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာအာဒီ formula တစ်ခုလေးကိုတစ်ခုလုံးကိုရိုက်ထည့်လိုက်ပေါ့နော်အဲဒီတိုင်းဒီဒီပုံစံအတိုင်းကိုအဲ y ဆိုရင်ဒီပုံစံအဲလားဆိုရင်ဒီပုံစံအဲ md ဆိုရင် y ပုံစံပေါ့နော်အဲ့လိုဆိုရင်ဒီနေရာမှာ20လနှစ်အဲဒီ formula ပေါ့နော်20လနှစ်စတလာစခုနှစ်ရနော်ကိုကအဲ့လိုမျိုးတန်းပြီးတော့အာဒီမှာတခါတည်းဒီ အကောလန်တစ်ခုလေးမှာတိုင်ပြီးတော့ရင်းနေရတာပေါ့နော်ဒီပုံစံတိုင်းလေးကျွန်တော်တို့ကဒီဖော်မြူလာတွဲလို့ရတယ်ပြီးမှဒီဟာတွေအကုန်လုံးကိုဆွေးချော်လိုက်ဒါဆိုရင်သူဒီလူတယောက်ချင်းစီရဲ့အဲဘယ်နှစ်နည်းသူကအတက်ပလာသူကအဲဘယ်နှစ်နည်းနဲ့ဘယ်နှစ်လဘယ်နှစ်ရက်ပေါ့နော်ဘယ်နှစ်နည်းဘယ်နှစ်လဘယ်နှစ်ရက်ဆိုပြီးတော့ဒီညမှာအကုန်ပြရမယ်အဲကျွန်တော်တို့ကဒီကောင်လေးတွေတော့ high ထားမယ်ဆိုရင် high ထားလို့ရတယ် high ပေါ့နော် high ပြန်ဒီကောင်လေးတွေတော့ high မယ်ဆိုရင်ကျွန်တော်တို့က height ထားလို့ရတယ် ဒီပုံစံတစ်ခုတည်းလည်းတုံးလို့ရတယ်။ကြည့်ကျွန်တော်တို့ကဒီအခုနဒီမှာ height လောက်ထားတဲ့ဟာကိုကျွန်တော်တို့ကပြင် function နဲ့ပေါ့နော်ပြင် function နဲ့ဆိုတော့ဒီနေရာလေးမှာဒီပုံစံလေးဟာဒီနေရာမှာ height ဖြစ်တဲ့နေရာကတော့တို့ကဒီအဲအထက်လက်တွေဖြစ်နေမှာနော်တီရှာလေးကြီးမှမြင်ရမှာပေါ့နော်ဒီနေရာလေးမှာအာဒီမှာဆိုရင်အထက်လက်တွေဖြစ်နေတာမတွေ့အောင်ဒီနေရာမှာဆိုရင်အထက်လက်တွေဖြစ်နေတာပေါ့နော်ဒီမှာဆိုရင်အဲဒီ line တစ်ခုပဲ ီနေရာမှာဆန်ဇာဝတ်တစ်ခုပဲတွေ့ရမယ်ဒီနေရာမှာဆန်အထက်ကလေးတွေအထက်ကလေးတွေဆန်ဒီနေရာမှာအများကြီးရှိတယ်ဘောနော်အဲ့ဒါကကျွန်တော်တို့ height လောက်ထားတဲ့ဟာတွေအဲ့နေရာရောက်အောင်နော်အဲ့ဒါကိုကျွန်တော်တို့က right click ထောက်နော် right click ထောက်ပြီးတော့ and height လောက်ပေးလိုက်နော်အဲဒီဘက်ပေါ့နော်ဒီဘက်ကို right click ထောက် and height လောက်ပေးလိုက်နော်အဲပြီးရင်နောက်ထပ်ကို position တဲ့ဟာတွေကို and height လောက်လို့ရတယ် right click ထောက် and height နော်အဲဒီနေရာမှာသူက and height လောက်လိုက်လို့ရှိရင်သူက အဲဒီခြေတဲ့ဟာမင်းများအကုန်လုံး height လုပ်ပေးမယ်ပေါ့နော် height ဆိုတာပြန်ပေါ်ပေးတဲ့သဘောမျိုးပေါ့နော်အဲဒီနေရာမှာရှည်သေးလားကြည့်မယ် height အဲဒါဆိုရင်တော့ဒီမှာကုံတော့ရေးဒီမှာလဲဒီမှာနှင်းရလာရရရရဒီမှာဆိုရင်နှင်းရလာရရရပေါ့နော်ဒီမှာဆိုရင်နှင်းလာရဒါကတော့တစ်ဆက်တည်းပေါ့နော်ကြည့်တော့ဆိုရင်ကိုယ်ကြာညင်းတဲ့ပုံစံမျိုးတွေကိုသုံးလို့ရပါတယ်အဲကျွန်တော်ကတော့ဒီနေရာမှာဒီကောင်လေးကို height ထားရှင်တဲ့ဆိုရင် select မှတ်ပေးရမယ် regulate and height height ဟိုက်ဆိုပေါ်တာဟိုက်ဆိုဟမ်ဖြောက်တာပေါ့နော်တောက်ဆိုဖြောက်တာတောက်ဆိုနော်လူတယောက်ရဲ့အတက်ကိုလွလွလေးနဲ့ဒီအဲလွလွလေးနဲ့တွက်လို့ရပါတယ်ဒီနည်းလမ်းကိုသုံးမယ်ဆိုရင်အဲကျွန်တော်တို့ကအဲကက်ကူလာတာသုံးနေရမလို့တော့ဘူးတခါတည်းသူရဲ့မွေးတက်ကဲကိုဒီမှာရိုက်ထည့်လိုက်လို့ရှိရင်အဲအဲသူရဲ့အတက်ဘယ်လောက်လဲအဲဘန်ဘန်နင်းဘန်နင်းလဲဘန်နင်းလားလဲ မမြင်ရလဲဆိုပြီးတော့ကျွန်တော်တို့အဲဒါသိရမှာဖြစ်ပါတယ်အလုံးမဲ့ကျေးဇူးတင်ပါတယ်ဒီသင်ခန်းစာလေးရပါတော့အအကျိုးစုံကိုရှိခမဲ့ဆိုရင် like and share လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်အကျွန်တော်တို့ရဲ့ YouTube channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါတယ်အလုံးမဲ့ကျေးဇူးတင်ပါတယ်